။ဘာပဲဖြစ်ဖြစ်အဲဒီ၃ယောက်ဟာကမ္ဘာမြေကြီးကလက်ခံပဲ၃ယောက်တော့မဟုတ်ဘူး။ချင်းနေတယ်။သူတို့၃ယောက်မရှိတော့ရင်ကမ္ဘာမြေကြီးဘလို့ตายရနေလဲဆိုတာကိုမသိတော့ဘူး။အဲမြန်မာပြည်နဲ့မှာကျွန်တော်ရဲ့ဘူကေကိုဟင်းထောင်းတော့ချမ်း။ဟောကဘာပါထိုးဖောက်ဖို့တော့ကျွန်တော်ကြိုးစားအောင်မယ်။မေဆွေများလုံးမဲမကလာပါကျွန်တော်ခုတစ်ခါမှတော့စိန်သီးရဲ့စင်လီးခွေးမြုံနေတဲ့ဗီဒီယိုလေးကိုကြည့်အောင်ခင်ဗျ။ ဂုံပြုတ်တဲ့အနေနဲ့ယူကရိန်းသမ္မတကြီးရေတကမာလုံးဝစိတ်ချမ်းသာသွားရအောင်မြန်မာနိုင်ငံကဗိုလ်ချုပ်ယူကြီးအပါအဝေတကမာလုံးကိုနှောက်ရက်နေတဲ့ရုရှားကိုပူတင်ကြီးနဲ့တရုတ်ကြီးကိုလည်းနည်းနည်းပါးပါးပညာပေးလိုက်ပါလို့ဒီနေရာလိုက်ပြီးတော့တကမာလုံးကိုစား မြမပြည်သူပြည်သားတွေရဲ့ကိုစားကျွန်တော်တောင်းခံလိုက်ပါတယ်ခင်ဗျာ crash great ဟုတ်ကဲ့ပါနေဝင်သွားတဲ့เนาะနေ့လေးတွေကိုကြည့်ရှင်လို့ဗျာဘာပဲဖြစ်ဖြစ်အဲဒီ၃ယောက်ဟာကဘာမြေကြီးอ่ะလက်ခံမဲ့၃ယောက်တော့မဟုတ်ဘူးချင်းနေတယ်သူတို့၃ယောက်မရှိတော့ရင် ကဘာမေကြီးဘလို့ตายရနေရဆိုတာကိုမသိတော့ဘူးအဲတချို့လူတွေဆိုတဲ့ဒီလိုမျိုးပုံမှန်လေးဂီတာလေးအေးလေးနဲ့တီးပြီးဆိုတာလူဆိုတာဟာမလောင်ရည်တန်တွေကြာအဲအဲ့လိုမျိုးသူတို့တော့ရောခံစားသွားရမယ်ကဘာမေကြီးตายရဖို့ကဘာမေကြီးပြုပြင်ပြောင်းလဲဖို့ကဘာမေကြီးပေါ်မှာရှိတဲ့ပြည်သူပြည်သားတွေအားလုံးပျော်ရွှင်ချမ်းမြေ့စေဖို့ယူကရိန်းတမရကြီးရဲ့ ်လုံးလိုက်ပါလုံးလိုက်စမ်းပါလုံးလိုက်စမ်းပါဒီမင်းတရမယူအားကိုးပါလေဗျာ။အော်စိန်ဒီစိန်ဒီမင်းတို့ကောင်တော့ဒီပိန်းလို့ပြောလို့လေမင်းတို့ကောင်နေရလက်မခံချင်သေးဘူးပေါ့။နောက်မင်းတို့အုံနောက်ညံညံသွေးနဲ့များကွာ။ ။နင်းသူ့တုံးရောက်တာမရှိမလို့လေရှိတော့မှမဟုတ်တော့ဒီကဘာမြေပေါ်ကလေအစတော့ကြမ်းမှာမဟုတ်။နွန်သေးပါလေချက်စင်းသားအောင်။ဖင်လီခွေးမြုံနဲ့တကယ့်ကောင်းတယ်။တကယ့်ညီပိန်းနေပေါ့။ဒီဘက်ပြည်သူများရှင်ကျွန်မကိုတင်ဆက်ပေးစင်တာလေးကတော့ရန်ကုန်မြို့မှာဖြစ်ပွားခဲ့တဲ့ကိစ္စလေးကိုတင်ဆက်ပေးချင်ပါရွှေကုန်းစည်တော်မှာဖြစ်ပွားခဲ့တာဖြစ်ပါရဲ့ရှင့်။ရွှေကုန်းစီတော်ရဲ့စိန်ပို့တော်အထက်ဝင်းကျင်မှာမနေ့ကစမေလ၄ရက်နေ့ကပေါ့နော်ဒရုန်းတစ်စီးပြန်တန်းလာတာကိုတာဝန်ရှိသူများကမြင်တွေ့ပါတယ်။ဒါကြောင့်ဒရုန်းကန်းနဲ့ကားစီးရန်ကြိုးပမ်းကြိုးပမ်းခဲ့ပေမဲ့အောင်မြင်မှုမရှိဘဲနဲ့အဆိုပါဒုံးဟာအဝေးကို ပြန်တမ်းလွတ်မြောက်သွားတယ်ဆိုပြီးတော့သိရပါရှင့်အစိုးရဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့လုံခြုံရေးတပ်ဖွဲ့ဝင်တွေကပေါ့နော်အမှုဖွင့်ပြီးတော့စုံစမ်းစစ်ဆေးလျက်ရှိရဲပြီးတော့ဒီ drone mount နေတဲ့သူကိုဖမ်းဆီးနိုင်ဖို့အတွက်လိုက်လံရှာဖွေနေရဲဆိုပြီးသတင်းရရှိပါရှင့်ကျွန်တော်နိုင်ငံရွှေကုန်ဖျားနာမှာပေါ့နော်ဖြွေကုန်ဖျားနာမှာဆိုရင်ဒီ drone တွေပြန်တန်းခြင်းကိုတင်းကျပ်စွာတမ်းမြစ်ထားရရှင့်အဲ့လိုတမ်းမြစ်တဲ့ကြားကနေပြီးတော့ဒီ drone ဟာရောက်ရှိလာတာဖြစ်ပါတယ်ဘယ်ကနေရောက်လာတာပါလဲရှင့်ပေးကြတာကတော့ကောင်းသောရည်ရွယ်ချက်နဲ့ရောက်လာတာဟုတ်ပါမလားပေါ့နော်ဒါလေးတော့စဉ်းစားမိပါတယ် ဒါပေမဲ့တစ်ခုရှိတာကျွန်တော်နိုင်ငံမှာဒါဖြစ်နိုင်ကြီးပေါ့နော်ဘယ်ကရောက်လာလဲဆိုတော့ဖြစ်နိုင်ကြီးကျွန်တော်လိုက်ပြီးတော့လေးလာဆန်းစစ်တဲ့ခါမှာဆိုတော့ဖြစ်နိုင်ကြီးနှစ်ခုသုံးခုတော့ထွက်လာပေါ့ပထမဆုံးဖြစ်နိုင်ကြီးကပါလဲဆိုတော့ဒါအကောင့်ဘက်ကပေါ့နော်တွေးတာကျွန်တော်နိုင်ငံမှာတော့ခါကြတဲ့ဓပုံလေးမြန်မာလေးမယ်အဓိက Google တို့ဘာတို့မှာကျွန်တော်မြန်မာနိုင်ငံပုံရိပ်တွေကိုဒေါ်လာနဲ့ရောင်းစားနေတဲ့ဓပုံစရာရှိရဲ့ရှင့်ကျွန်တော်မြန်မာနိုင်ငံပုံရိပ်တွေတမှုရှိရဲ့နော်ဒီကတမှုရှိရဲ့အဲ့ဒါကြီးတို့ဒေါ်လာနဲ့ရောင်းစားနေချုပ်နိုင်ငံကြားသားရင်မြန်မာနိုင်ငံလာရဲဆိုတာလေ ကျမတို့တို့စီကနေပြီးတော့ရသမျှအကျိုးမြတ်ကိုရအောင်ထောက်ရမယ်ဆိုတာကနေဘာကြောင့်ပြောရလဲဆိုရင်လေဒီလားတို့ကလည်းကျမတို့နိုင်ငံကိုလာတာအကျိုးမြတ်လာထောက်တာရှင့်ဒီလားပကံဖရားတွေပါတွားပြောရှင့်အဲ့ပကံဖရားတပုံတွေပါရိုက်အလကားရိုက်တာမဟုတ်မြန်နိုးလို့ရိုက်တာမဟုတ်ပြန်ရောင်းစားဖို့ရိုက်တာနော်တချို့တွေဆိုရင် drone မြင်ကွင်းနေလေ drone မြင်ကွင်းနေဥမာပကံဖရားရွှေကုံဖရား drone မြင်ကွင်းနေမြင်မှာပေါ့အဲ့လိုက်လေဒီလိုပဲဥစ္စာဒေါ်လာနဲ့ရောင်းစားလို့ရတယ်နော် Google မှာလေဒီလားကျမတို့နိုင်ငံရင်ကျေးမှုအမွေနေတယ်တပုံရတွားပြောရှင့်ခုမှတို့အဲ့လိုမျိုးပိတ်စာတွေ အဝတ်အစားတွေအသုံးဆောင်တွေပြန်ထုတ်တာလည်းရှိရဲ့အဲ့ဒီဒီဇိုင်းတွေကိုပြန်ရောင်းစားတာနော်သူတို့ကကျမောက်နိုင်ငံအစီအနှစ်ကိုလာပြီးခတ်စားနေရတယ်ကျမောက်ကသူတို့ဒီတိုင်းတည်းမှာပုံပုံပဲပဲနဲ့ပေးလိုက်စရာအကြောင်းမရှိဘူးအဲ့လိုပေးနေရတဲ့နှစ်ပေါင်းများစွာလည်းကြာခဲ့ပြီအဲ့ဒီဖြစ်စဉ်ကဒီဟာလည်းဖြစ်နိုင်ပြီးရှိရပေါ့နော်ဟိုရွှေကုံဖျားရဲ့မြင်ကွင်းကို drone နဲ့လာပြီးတော့အမြင်ရနေလာရိုက်တာလားဒီလိုရိုက်တာတော့မှခွန်မြူချက်မယူဘဲနဲ့ရိုက်တဲ့ပုံစံခွန်မြူချက်ယူလို့ရှိရင်သူတို့အခွန်ဆောင်ရမှာလေဒီကကျမောက်နိုင်ငံရဲ့ပုံရိပ်တွေကိုအသုံးပြုမယ်ဆိုသူတို့အခွန်ဆောင်ရမှာအဲ့ဒီခွန်ကြောက်လည်းသူကကျမတို့စိတ်နာမရှိနိုင်ငံသားတွေကနိုင်ငံသားသားဆိုရင်အထင်မကြီးနဲ့နော် နိုင်ငံခြားသားမှလည်းကလင်ကကြစ်ရှိရအဲ့လိုသူများရဲ့ရင်ကျိမှုကိုခိုးပြီးတော့ရောင်းစားတဲ့ကောင်မျိုးရှိရဲ့ရှင်တကယ်နိုင်ငံခြားသားဆိုရင်ကျမတို့ကဆွတ်ဆတ်ထင်ကြီးကြမလို့ကျမတို့ကမတို့ရင်ကျိမှုတော့မခိုးဘူးတို့လည်းလာခိုးတယ်ကျမတို့ရင်ကျင်းမှုအဲ့လိုဒီအစစ်မြင့်နေတိလားအဲ့လိုအစစ်မြင့်နေရင်ကျင်းမှုပိုင်ဆိုင်ထားတာတော့မှတချို့မြန်မာတွေကတန်ဖိုးထားအောင်မသိဘူးဇလန်းအဲ့လိုတော့ရှိရဲကျမောက်နိုင်ငံလေးတိလားတန်ဖိုးရှိတန်ဖိုးသိမှတန်ဖိုးရှိရဲဆိုတာအဲ့ဒါကျမောက်မြန်မာတွေအတွက်ပဲကျမတို့ကိုတန်ဖိုးကိုမသိဘူးကိုကိုကိုကဘာမှအစစ်နဲ့နှိမ့်ကြရလို့မျိုးလို့ထင်နေတာ မဟုတ်ဘူးကျမတို့ကဘာမှလေးဒါရင်ချင်းမှုအဆင့်တန်းမြင့်မားတဲ့လူမျိုးရှင်အဲ့လိုမြင့်မားလို့တော့မှသူများနိုင်ငံလာလာပြီးခိုးနေရတယ်ကျမတို့လာလာခိုးချနေရတယ်နော်အဲ့ဒါလေးတော့လည်းစဉ်းစားတတ်ဖို့ကျမပြောပြတာပါရှင်နော်ဒီတော့အဲ့ဇလန်ကဒီလိုလည်းဖြစ်နိုင်ပါတယ်ဒီဒီလိုပေါ့နော်ဒီခိုးပြီးတော့ဓာတ်ပုံရိုက်ချင်တဲ့အတွက် drone မှာကင်မရာတက်ပြီးတော့လာရိုက်တာလည်းဖြစ်နိုင်တယ်ဒါဖြစ်နိုင်ချေတစ်ခုပေါ့နောက်တစ်ခုကဘာလဲဆိုအကြံဘက်တိုက်ခိုက်ချင်လို့ကျမတို့နိုင်ငံဘာသာရေးစောင့်အောင်လေအကြံဘက်တိုက်ခိုက်ခံရတာခဏခဏပဲပြီးတော့ရွှေဒီကုံဖျားနဲ့ပတ်သက်ပြီးတော့အကြံဘက်တိုက်ခိုက်မှုတွေလုပ်ဖို့အတွက် လာပြီးထောက်လန်းလာမှဖြစ်နိုင်လားဒါလည်းဖြစ်နိုင်တာပဲဟုတ်ကြမလားမဟုတ်ပါဘူးလို့ကျမတို့ကဘယ်ရောက်မှတရက်တည်းတွက်လို့မရအောင်ဖြစ်နိုင်သေးရအများကြီးပဲနော်သိကြတာကတော့ဒါဟာကောင်းသောရည်ရွယ်ချက်နဲ့လာတာမဖြစ်နိုင်ဘူးပြီးတော့ drone ကိုအပျော်ပြန်တန်းနဲ့ဆိုရင်ရွှေတော်ဖျားရဲ့အထက်မှာလာပြီးတော့ဝဲနေကြဘာကြောင်မှမရှိဘူးရှင်တို့ကဆိုနီးနီးနန်းနန်းပဲပြန်မှာပဲနော်ဒီတော့ဒီဟာကတော့သိကြလေးကို light တင်တယ်ဟို light ပြီးတော့စုံစမ်းတင်တယ်ပေါ့ဘယ်ကလာလဲဆိုတာဇင့်မြစ်ထုတ်ပြီးတော့စုံစမ်းတင်မှာရှင်အဲ့ဒီဇင့်မြစ်ကမြန်မာနိုင်ငံသားစီရပဲလာလာနိုင်ငံခြားသားစီရပဲလာလာထိရောက်ဆိုတာရေးယူတင်ပါတယ် ကျွန်တော်နိုင်ငံ CEO ကနည်းနည်းလေးပြည်နေရောလေခွေးတိုးလိုက်တခိုးတိုးလိုက်ဖြစ်နေပါဘောနော်ဇလန်ကလိုတော့ရှိရဲ့ရှင်သိလား CEO ပြည်နေရှင်ကျွန်တော်နိုင်ငံကလေတင်မလားဟိုခွေးတိုးပေါက်လေးပေါ်တာပါရှင်အဲ့တော့အဲ့ခွေးတိုးပေါက်ကလည်းခွေးရဝင်နေเนาะဒါအိတ်အိမ်နဲ့ကျွန်တော်ဥပမာပေးတာပါဘယ်သူမှကျွန်တော်ခွေးလို့ပြောတာမဟုတ်ပါဘူးเนาะလွတ်ပြတာပါအကျမတမားလေးဆိုလဲဒီလိုပဲခွေးတိုးပေါက်လေးကနေဝင်နေကျွန်မနိုင်ငံရင်းချင်းမှုကိုခိုးချင်တဲ့သူဆိုလို့ပဲခွေးတို့ပေါက်ကြီးကနေဝင်နေကျမတို့အခုလည်းမဆောင်ချင်ဘူးအလကားရှူသွားတယ်တော့ပြင်ပြန်ရောင်းစားတယ်ကျုံမြက်တွေထုတ်တယ် ပြီးကျမတို့နိုင်ငံကိုမကောင်းပြောတယ်ပေါ့နော်နောက်နောက်ဘွားကြရင်ကျမတို့နိုင်ငံမှာတို့ကြော်လာဖြစ်မှာမသိအလုပ်ကောင်းလေပြီးဟာကျမတို့နိုင်ငံအစည်းအနှစ်ကိုလည်းစားတယ်ကျမတို့နိုင်ငံသားတွေမျက်နှာကိုဗန်းပြပြီးတော့ပတ်စံတောင်းစားနေတဲ့အဖွဲ့အစည်းတချို့တောင်ရှိသေးရဲ့ရှိသေးရဲ့နော်အဲ့ဒီအပြင်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေသွေးချောက်စီးအောင်လို့သွေးထိုးလှုပ်ဆော်ပြီးကျမတို့အချင်းချင်းတတ်ခိုင်းပြီးတော့ဇက်ပွဲကြည့်လို့ကြည်နေတဲ့အဖွဲ့ရတယ်ရှိသေးရဲ့ နော်အဲ့ဒီအဖွဲ့တွေနောက်တစ်ချိန်ကျရင်နောက်နောက်ကဘာကြလို့ရှိရင်ကျမတို့မြန်မာမှာတို့ကြော်လာခံရလည်းမသေးကြရတယ်ကျမတို့ရဲ့အသက်သွေးကြောတွေကျမတို့ရဲ့ရင်ကျေးမှုတွေကျမတို့ထိန်းသိမ်းဆောက်ရှောက်ခဲ့တဲ့အရာတွေဟာသူတို့ရဲ့ထမင်းအိုးဖြစ်နေတာကျမတို့ကသူတို့ထမင်းကြွေးထားတာသိလားအနေထားအဲ့လိုရှိရဲ့နော်မြန်မာတွေကိုယ်နေထားကိုသိပါကိုယ်နေထားဒီနိုင်ငံသားတချို့ထမင်းကြွေးထားတဲ့အနေထားဆိုတာသိပါနော်ဒါပြပြတာနော်နေထားအဲ့လိုရှိရဲ့ရှင်နော်မြန်မာဆိုပြီးကိုယ့်ကိုယ်အထင်မသေးနဲ့ ကိုကြောင့်သမင်းစားနေရတဲ့နိုင်ငံသားတွေအများကြီးပဲเนาะကျမတို့ဒီမှာအချင်းချင်းတစ်ချက်ချလိုက်တာနဲ့တို့ကဟိုမှာသမင်းကလုတ်စားရတယ်အဲ့လိုအများကြီးပဲเนาะအဲကိုကိုရဲ့အချင်းတွေကိုတိကိုတန်ဖို့ကိုတိเนาะကိုအသက်ကိုကိုတန်ဖို့ထားနော်မြန်မာနိုင်ငံသားတွေမျိုးတုံးပါလို့ရှိရင်ချုပ်နိုင်ငံသားတွေထမင်းငတ်လည်းမယ်ထမင်းပျောက်လည်းမယ်ထမင်းကွဲလည်းမယ်အဲ့လိုနေထားရှိရနော်ဒါတော့တရင်သုံးချက်ချက်လေးကလည်းကျမကကိုမြန်မာနိုင်ငံသားတွေကတန်ဖိုးလေးကိုပြောပြရဖြစ်ပါရဲ့ရှင့်ကျမတော့ကိုတန်ဖိုးကိုမသိဘူးလေသိဟာကိုတန်ဖိုးကိုမသိဘူးအဲ့တော့ကိုတန်ဖိုးကိုသိအောင်ပြောပြတာ ကိုတံမိုးကိုသိပြီးတော့ကိုနိုင်ငံကဒီတက်တံမိုးရှိအောင်လုပ်ရမယ်ရှင့်ဒါလေးကအရေးကြီးပါတယ်နော်ဒီတော့သတင်းဆိုလို့ရင်ကတော့ drone တွေဟာဒီလိုမျိုးလွတ်လပ်စွာပြန့်သန်းနေတာမဖြစ်တဲ့ဘူးနိုင်ငံတော်ကနေပြီးတော့လုံခြုံရေးကိုအထူးပြုစိုက်တင်တယ်ကျမတို့ရန်ကုန်မှာဆိုလည်းတကိုးကြီးရဲ့ဖျားစီတွေရှိရဲပြီးတော့တံမိုးကြီးရဲ့အဆောက်အုံတွေအများကြီးရှိရဲအော်ဒီလိုပြောမယ် drone တွေပဲစစ်ပွဲတွေအခုချိန်မှာဆင်နွှဲနေတဲ့အတွက်ဒီ drone တွေကနေလက်နက်တွေကြမလာဘူးလို့လည်းဘယ်သူမှမဘဲဘေးရင်ဆရာမအတိအကျပေါ်မထားအောင်ရှင့်နော်ဒီတော့ဒါလုံခြုံရေးအဆင့်မြင့်တင်တဲ့ ရန်ကုန်အတွက်အနီရောင်မီးလေးတစ်စက်ပွင့်သွားတယ်လို့ကျွန်မမြင်နေရှင့်เนาะဒီတော့ရန်ကုန်တိုင်းမှာတာဝန်ရှိတဲ့သူတွေအထူးပြုစိုက်ပါလို့လည်းကျွန်မတို့ဒီမိဘပြည်သူများအားလုံးကိုစားပဲတိုက်တွန်းလိုက်ပြန်စေရှင်